ကွန်ကြီးတက်နေတဲ့သူ့ရဲ့သွားကိုပဲလူတွေကဆွဲလန်းနေကြအောင်သွားမတိုက်နိုင်ဘူးလို့ပြောလာတဲ့စစ်နိုင်တီဟာဦး ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်။ဘာမီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါရစေ။အသားမဲမဲအရက်ပူပူသွားကြည့်တတ်နေရဲ့သူရဲ့ပုံစံကမှပရိသတ်တွေကဆွဲနေရပြောလာသူကတော့စစ်နိုင်တီဟာဦးဖြစ်ပါရစေ။စစ်နိုင်တီဟာဦးဆိုတာကတော့နာမည်ကြီးရုပ်ရှင်မင်းသားအကယ်ဒမီတရားတင်ဆိုနေအကယ်ဒမီမင်းသမီးကြီးဇမဦးတို့ရဲ့သားဆိုတာကတော့ပြောစရာလိုမယ်မထင်တော့ပါဘူး။ဒါပေမဲ့စစ်နိုင်တီဟာဦးဟာဖခင်ဖြစ်သူတရားတင်ဆိုရဲ့ရုပ်ရည်နဲ့အနုပညာအမွေကိုမိခင်ဖြစ်သူဇမဦးရဲ့ရုပ်ရည်နဲ့အနုပညာအမွေကိုပါ မရရှိဘဲနဲ့ရုပ်ဆိုးအကြီးတန်းနေသူဖြစ်ပါတယ်။ဒီလိုမျိုးမိဘတွေရဲ့ကောင်းသောအမွေတွေကိုမရတဲ့စစ်နိုင်တီဟာဦးဟာမိဘနှစ်ပါးမရှိတော့တဲ့နောက်မှာတော့အာကိုရမဲ့ပြီးရောင်းချာချာနဲ့ဖြစ်နေခဲ့ပါတယ်။ ။အဲဒီနောက်မှာတော့စစ်နိုင်တရားဦးကမိမနဲ့ကလေးရရှိပြီးတော့ဖခင်တရားတင်ဆိုနေမိခင်ဇမဦးရဲ့အရှိန်အဝါနဲ့အနုပညာလောကတွေမှာနေရာတနေရာရရှိဖို့စ조사ခဲ့ပါတယ်။ပရိသတ်တွေကလည်းချောမောလာပါတဲ့မိဘနှစ်ပါးရဲ့ရုပ်ရည်အမွေအနုပညာအမွေစာရတွေကိုဘာတစ်ခုမှမရပဲရုပ်ဆိုးအကြီးတန်နေရင်စစ်နိုင်တရားဦးကိုတနာကြီးရနာတက်ပြီးတော့အားပေးခြင်းကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းခက်နေရာကစစ်နိုင်တရားဦးရဲ့သွားတွေပါကုန်းစားရတာကြိုက်တဲ့ပုံရတဲ့စစ်နိုင်တရားဦးရဲ့သွားတွေဟာ နှစ်ရှည်လာများကွန်ဆာထားတဲ့အခြေအနေတွေကြောင့်ဂုံကြီးအထက်ထက်တင်ကနေရဲနေပြီးအယွန်စရာကောင်းနေရဖြစ်ပါတယ်။ဒါကြောင့်လေပြည်သက်တွေကစစ်နိုင်သည့်ဟာဥကိုသွားတွေကိုတန်ရှင်းရေးလုပ်ဖို့အတွက်တိုက်တွန်းနေကြပါတယ်။ ဒီလိုမျိုးစစ်နိုင်တီဟောင်းရဲ့သွားတွေကိုပြုပြင်ဖို့အတွက်တိုက်တွန်းနေကြတဲ့အထင်းမှာဇနီးတွေမပြည့်ပြည့်လဲပါဝင်ပါတယ်။စစ်နိုင်တီဟောင်းကလူကရုပ်စိုးအကြီးတန်းနေပေမဲ့ဇနီးကောင်းရထားတယ်လို့ဆိုရမှာပါ။စစ်နိုင်တီဟောင်းရဲ့ဇနီးတွေပြည့်ပြည့်ဟာစစ်နိုင်တီဟောင်းရဲ့အနုပညာလမ်းကြောင်းမှာအကောင်းဆုံးပံ့ပိုးကူညီပေးနေပါတယ်။ဒီလိုမျိုးစစ်နိုင်တီဟောင်းကိုချစ်ပေးပြီးတော့ပံ့ပိုးနေရတာကလည်းစစ်နိုင်တီဟောင်းကသူမအတွက်စိတ်လုံးချုံတွေထွေးမှု အပြည့်ဝပေးနိုင်တဲ့အိမ်တောင်ရှင်ယောက်ျားကောင်းတစ်ယောက်ဖြစ်တာဖြစ်ကြောင်းဒါကြောင့်မလို့လဲစစ်နိုင်တီဟောင်းကိုအောင် မြင်စေချင်တာလို့ဆိုပါတယ်။ဒီရတော့လည်းစစ်နိုင်တရားဥကိုကွန်ဆာလာရီလျှော်ဖို့အတွက်သွားတန်ရှင်းလုပ်ဖို့အတွက်ပြည်သက်ချက်အောင်နေဖို့အမြဲတမ်းတိုက်တွန်းနေရပါတယ်။ဒါပေမဲ့လည်းစစ်နိုင်တရားဥကတော့သူ့အနေနဲ့ရုတ်ချောမှတရုတ်ဆောင်ဖြစ်မယ်ဆိုတာမျိုးသူကရုတ်ဆိုးလို့မင်းသားမဖြစ်နိုင်ဘူးတရုတ်ဆောင်ဖြစ်မယ်ဆိုတာမျိုးကိုလက်မခံနိုင်ဘူးလို့ဆိုပါတယ်။ ရုပ်စိုးရင်အနုပညာလောကမှာရက်တီလို့မရဘူးဆိုရင်ဥကျင်ဝန်းနဲ့ဘေးလူကဘယ်လိုလုပ်ပြီးတော့ရုပ်ရှင်တရုပ်ဆောင်ဖြစ်လာမလဲလို့စစ်နိုင်တီဟာဦးကအမေကုန်းထုတ်လိုက်ပါတယ်စစ်နိုင်တီဟာဦးကတော့ဂုံကြီးတင်နေတဲ့သူ့ရဲ့သွားတွေကိုတစက်ကလေးမှသွားတိုက်ဖို့မရှိဘူးလို့ဆိုပါတယ်စစ်နိုင်တီဟာဦးကလူဆိုတာကိုယ်ပိုင်စတိုင်ဒီဇိုင်းကလာအနေထားရရှိကြောင်းလူတွေကသူတို့ဂုံကြီးထက်ခဝဝပုံစံလေးနဲ့မှသဘောကျကြတယ်လို့စစ်နိုင်တီဟာဦးကဆိုခဲ့ပါတယ်ဥပမာရာဇာနေဝင်းဆိုရင်ခြေကားရလက်ကားရပုံစံနဲ့သဘောကျကြတယ်လို့ သူ့ကိုလည်းစစ်နိုင်ပြရဦးဆိုပြီးတော့လူတွေကကွန်ကြီးတက်နေတဲ့ပုံကိုသဘောကျတာဖြစ်ကြောင်းဒါကြောင့်လည်းသူ့ရဲ့ပုံစံကိုနည်းနည်းလေးတောင်ပြောင်းလဲဖို့မရှိဘူးလို့စစ်နိုင်ပြရဦးကပြောခဲ့တာဖြစ်ပါတယ်။ဒါအပြင်စစ်နိုင်ပြရဦးကသူ့ရဲ့ကွန်ကြီးတင်နေတဲ့ဒီဖက်ရှင်နဲ့မကြခင်မှာဝဲနေတိုးနဲ့မြင့်မြတ်ကိုကြော်တက်သွားနိုင်တယ်လို့ဆိုခဲ့ရပါ။အခုကမှတော့စစ်နိုင်ပြရဦးကငဆားဆိုတဲ့ရုပ်သံဇလန်တွဲမှာခေါင်းဆောင်မင်းသားအဖြစ်ရိုက်ကူးနေတယ်လို့သိရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောကွန်ကြီးတက်နေရကိုသွားတိုက်ဖို့အစီအစဉ်မရှိတဲ့စစ်နိုင်ပြရဦးကို ဘယ်လိုမျိုးမြင်လဲဆိုတာပြောသွားခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်